တော်မှာဖခင်ရဲ့အလိုတော်နဲ့အညီမံကန်နဲ့ရွေးချယ်ဆုံးဖြတ်မှုတွေကိုချနိုင်ဖို့အတွက်နောက်အရေးကြီးတဲ့အရာတစ်ခုကဘာလဲဆိုရင်ကျမတို့အမြင်နဲ့မဆုံးဖြတ်ဘဲနဲ့ဖခင်ရဲ့အတန်တော်နဲ့ရွေးချယ်ဆုံးဖြတ်ဖို့အတွက်လိုအပ်တာဖြစ်တယ်။ကမ္ဘာဦးအခန်းကြီး7မှာကျမတို့လောတာအကြောင်းကိုတွေ့ရတယ်။လောတာကသူနေဖို့အတွက်နေရာကိုရွေးချယ်တဲ့အခါမှာသူရဲ့မျက်စိနဲ့အင်တန်မှယော်ဒန်မြစ်အရက်ကဲ့သို့ပြီးတော့ဖခင်ရဲ့ဥယျာဉ်တော်ကဲ့သို့အင်တန်မှလာပါတဲ့အရာကိုသူမြင်တဲ့အခါမှာ သူ့ရဲ့အမြင်နဲ့ဆုံးဖြတ်လိုက်တဲ့အခါအဲ့ဒီနေရာကနောက်ဆုံးတော်တော်နဲ့ကမောရာဖြစ်နေသူတော်မအဲ့ဒီနေရာကလည်းထွက်ပြေးရတာဖြစ်တယ်။ကျမတို့ရဲ့အတ္တကအမြင်နဲ့ဆုံးဖြတ်ချက်ချရတယ်ဆိုကျမတို့အမြင်နဲ့မားနိုင်။ဘာကြောင့်လဲဆိုကျမတို့အမြင်ကလက်ရှိအနေထားကိုပဲကျမတို့မြင်နေ။ကျမတို့ရဲ့ခံစားချက်တွေကလည်းလက်ရှိအနေထားကိုပဲကျမတို့မြင်နေ။ဘုရားသခင်ကကျမတို့မမြင်နိုင်တဲ့ကျမတို့ရဲ့အနာဂတ်ကိုကြိုးမြင်တာဖြစ်တဲ့အတွက်ကြောင့် ဖယားတကယ်အတန်တော်နဲ့ကျမတို့ရွေးချယ်ဆုံးဖြတ်ဖို့အတွက်လို့ဖယားတကယ်ကျမတို့ကိုအမြင်စကားပြောခြင်းနဲ့ဖယားတကယ်ဖြစ်တယ်ကျမတို့ကိုအမြင်လမ်းပြခြင်းနဲ့ဖယားတကယ်ဖြစ်တယ်ကျမတို့ဘဝအတ္တတာမှာဖယားတကယ်ပြောတဲ့အရာတွေကကျမတို့ဘဝတ္တတာမှာဆိုးရွားဖို့အတွက်မဟုတ်ဘူးအကောင်းဆုံးသောအကျင့်စီတော်တွေသူဖယားတကယ်မှာရှိတယ်ကျမတို့ရဲ့မျက်နှာနဲ့ကျမတို့ရဲ့အုံနှောင်းနဲ့မကြင်စီရသေးတဲ့အကောင်အကောင်ဆုံးသောအရာတွေဖယားခင်ကျမတို့တက်ကြင်စီထားတယ်ဖယားခင်အတန်တော်ကကျမတို့ကိုဘယ်တော့မှမဆုံးရှုံးစေဘူးဖြစ်တယ် ဒါကြောင့်ကျွန်တော်တို့ဖခင်တခင်ရဲ့အတတ်တော်ကိုကျွန်တော်တို့နားထောင်တတ်ဖို့အတွက်လိုတယ်ဖခင်ကမေးလျှောက်တတ်ဖို့အတွက်လိုတယ်ဖခင်ကကျွန်တော်တို့ကိုအမြန်ကြောက်ပြကျွန်တော်ဖခင်ဖြစ်တယ်ကောင်းလေးပါဖခင်ရဲ့အတတ်တော်ကျွန်တော်တို့နားထောင်တဲ့အခါမှာကျွန်တော်တို့ဆုံးရှုံးရတဲ့အရာတွေရှိကောင်းရှိနိုင်မိတ်ဆွေညီအကောင်မောင်မတွေဖြစ်ပါစေလို့ရှင်ကျွန်တော်တို့တစုံတစ်ခုတော့အရာကိုဖခင်ကလက်လွတ်ဖို့အတွက်ပြောတာဖြစ်ပါစေလက်ရှိအနေထားမှာ ရုပ်သိမရှိတဲ့အရာတွေလက်ရှိအနေထားမှာဆုံးရှုံးတယ်လို့ခံစားရတဲ့အရာတွေလက်ရှိအနေထားမှာခံစားရတဲ့အရာတွေရှိကောင်းရှိတယ်။ဒါဘုရားရဲ့အတန်တော်နားထောင်တဲ့အခါမှာကျမတို့သိလာမှာဖြစ်တယ်။အော်အဲ့လိုမျိုးကဘုရားရဲ့အတန်နားထောင်လာလို့ဘုရားခင်ငါ့ကိုတို့ကောင်းကြီးတွေပေးချင်လာပါလားဆိုတဲ့အရာတွေကိုအမြဲတမ်းသင်ဟာတည်တည်ခံရတဲ့အခွင့်ကိုပေးမှာဖြစ်တယ်။ဒါကြောင့်မိတ်ဆွေတဲ့ရဲ့အတ္တတာမှာသုံးလူခုကိုတင်ရွေးချယ်ဆုံးဖြတ်ဖို့လည်းဘယ်ကြောင်းတွေကိုတင်တက်ရမှာ လို့ရှင်ဘလို့လူတွေနဲ့ရွေးချယ်ပြီးပေါင်းသင်းရမှာဘာတွေကိုတင်လို့တက်လာလဲဘယ်ကိုခီးသွားရမလဲမသွားရအောင်လဲစသဖြင့်အသေးစိတ်တော့အရာတွေကိုဖယားခင်ကပြောပြချင်တာဖြစ်တဲ့အတွက်ကြောင့်ဖယားခင်အသက်တော်ကိုနားထောင်မှာဖယားရဲ့အသက်တော်မှာမိတ်ဆွေတွေအောင်မြင်ခြင်းရှိတယ်။ကောင်းချီးမင်္ဂလာရှိတယ်။ဖယားရဲ့အသက်တော်ကမိတ်ဆွေရဲ့ဘဝအတ္တတာကို အမြင့်ဆုံးအထင်မြင့်တင်ပေးမှာဖြစ်တယ်။ဒါကြောင့်ဆုံးဖြတ်ချက်တွေချတဲ့အခါဖယားရဲ့အသက်တော်ကိုနားထောင်မှာလို့အားပေးချင်တာဖြစ်တယ်။